ဖာဗလင်အိမ်ပြန်ရောက်တဲ့အခါသူခိုင်းထားတဲ့အတိုင်းလွန်ခဲ့တဲ့၄နှစ်ဂျွန်လာမှဖြစ်ခဲ့တဲ့အမှုတွေကိုရုပ်ခုကပြန်ကြည့်ထားပါရင်အဲ့ဒီအမှုတွေတွေကဂျွန်လာ၂၀ရာနှစ်မှဖြစ်ခဲ့တဲ့ကားပါကင်လူအသက်ခံရမှုအကြောင်းဖာဗလင်ကသိကျင်နေပါရင် အရင်နေ့မှာကာဝဟီရာခန်းကြီးဆိုတဲ့အမျိုးသားတအူလေဗင်းကိုဓာတ်နဲ့အလေးခံခဲ့ရပြီးတုံးတက်ကားပါကင်ကနေပြောက်ကျသေဆုံးခဲ့ပါရင်သေဆုံးသွားသူရဲ့ဘေးမှာစာဘာဟီနာကိုလည်းလိုက်ပါလာခဲ့တာကိုဖာဗလဲကမှတ်မိနေပါရင်စာဘာဟီနာကိုဟာအဲ့ဒီမတော်တဆကားပြောက်ကျမှုကြောင့်ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ပေမဲ့အသက်ရှင်ခဲ့ပြီးလူထုဆန်းတွေနဲ့ပတ်သက်မိနေကြောင်းရုပ်ခုကပြောပြပါရင်ဖာဗလဲကနှစ်ဆက်ကအတွင်ကားမှန်ခွဲပြီးကာဝဟီရာခန်းကြီးရဲ့လေဗင်းကိုဖျက်လိုက်ပြီးချိန်မှာဟီနာကိုကမျက်ရည်တွေကျနေခဲ့ပြီးသားဖြစ်ပါရင် တာမန်လူတယောက်ကနှစ်ကန့်အတွင်းမျက်ရည်မကျနိုင်တာကြောင့်ဖာဗလဲရဲ့စိတ်ထဲမှာတွေးစီရတစ်ခုဖြစ်နေပါသည်တဖက်မှာတော့မန်ချောင်ကသူစိတ်သူမထိန်နိုင်တော့ပဲလောက်ချင်ရလောက်ဖို့ဆုံးပြတ်ထားပါသည်အခုတော့သူပွားထားတဲ့တောအပူနဲ့မီဇာကိအခန်းထဲကိုခိုးဝင်ကမီဇာကိကိုရှော့တိုက်ပြီးအကြမ်းဖက်ဖို့စီစဉ်ထားပါသည်ဒါပေမဲ့သူစီစဉ်ထားတဲ့အတိုင်းဖြစ်မလာခဲ့ပဲမီဇာကိကတော်ပြောင်းထားတာကြောင့်ပြန်ထွက်ဖို့လုပ်တဲ့အချိန်သူ့ရိတ်ပြုတ်ကျသွားပါသည် အဲအချိန်မှန်ချောင်းကိုစောင်းကြည့်နေတဲ့အီစာကီရောက်လာပြီးမင်္ဂလာပါလို့နှုတ်ဆက်လိုက်ပေမဲ့မှန်ချောင်းကတော့ထွက်သွားပါရင်အပေါ်ဒက်ကနေအလောဒကြီးဆင်းလာတာကြောင့်အီစာကီလည်းဘသူအခန်းတွေရှိလဲရှာကြည့်တဲ့အခါမီစာကီနာမည်ကိုတွေ့သွားပါရင်အီစာကီကလည်းခူရိုနဲ့အဆအသွယ်ရှိခဲ့တာကြောင့်ခူရိုနဲ့ပတ်သက်ခဲ့မှုတဲ့မီစာကီအကြောင်းသိနေပါရင် အဲနောက်မှာတော့အိဇာကီကမှန်ကြောင်အကြောင်းတွေဥစုဘိုးကိုပြောပြလိုက်ပါတယ်။မှန်ကြောင်ကကလေးတယောက်လိုအကွယ်ခံခဲ့ရပြီးလိုချင်တဲ့မှတ်သမ်းများကိုသူ့အမေကဖြည့်ဆည်းပေးခဲ့ကြောင်းဥစုဘိုးကပြောပြပါဗါတယ်။အဲဒီလိုအလိုလိုက်ခံခဲ့ရတဲ့လူမျိုးတွေကကဘာကြီးဟာသူတို့တွေကိုဗဟုတက်ပြီးလက်ပတ်နေတယ်လို့တောင်ထင်သွားတဲ့အသည့်ဘဝင်ယူသွားတတ်ကြပါဗါတယ်။ ဒီလိုမျိုးပြီးပြည့်စုံတဲ့အကောင်းဆုံးအယူတွေကိုပြောထောင်ပေးတဲ့အမေတွေကိုဥဆိုဘူကဆောင်ရမ်းကျေးဇူးတင်ပါတယ်။အရင်တုန်းကအာဂါဇာဆပ်ပရိတ်ညညာတခုထုတ်လွှင့်တဲ့အချိန်မှန်ကျောင်းရဲ့အမေကသူသားဟာအာဂါဇာမှမတော်တော်ကြောင်းဒီကြောင့်ညကိုမြင်ရင်စိတ်တရရသေးတယ်ဆိုပြီးကွန်ပလိန်တက်ခဲ့ပါတယ်။အဲ့လိုမျိုးအလိုလက်ချင်းခံခဲ့ရတဲ့မှန်ကြောင်းဟာဘယ်နေရာမှဖြစ်ဖြစ်မျောမျောမရှိပဲနောက်ဆုံးမှတော့အမေမျက်နှာအိုးမဲ့သုံးမဲ့စတော်ကတယောက်ဖြစ်လာခဲ့ပါတယ်။ဥစုဘိုတို့ကလည်းသူတို့ရဲ့သားကောင်မှန်ကျောင်းကိုစောင့်ကြည့်နေအောင်မှဆိုပေမဲ့မှန်ကျောင်းကအီဇာကိမျက်နှာကိုမြင်သွားခဲ့ပါတယ်။ ဒါကြောင့်ဟီရိုရှိနဲ့လွတ်ထားမှာဖြစ်ပြီးလက်ရှိမှာဟီရိုရှိကဖာဗလက်အကြောင်းစုံစမ်းဖို့ဆူနာကာဝါနဲ့ပူးပေါင်းနေတဲ့ခြေစားနှစ်ယောက်နဲ့တွေ့နေပါတယ်။နှစ်ဖက်လုံးကဖာဗလက်အကြောင်းအသေးစိတ်ကစားလို့သိချင်နေတာမို့အပြန်အလှန်အချက်အလက်မျှဝေကြမယ်လို့ပြောပါတယ်။အဲဒါကြောင့်ခြေသားတွေဘက်ကဖာဗလက်ဟာတခါပြပြီးတိုင်းကြီးတခါထိုးရတဲ့တနက်ကိုကင်ဆောင်ထားပြီးတနက်ကိုတော့တေချာမမြင်လိုက်ရပေမဲ့ကြီးတန်တွေကအယုတ်သက်သာပဲဖြစ်ကြောင်းပြောပြလိုက်ပါလိမ့် ဖာဗလက်အကြောင်းတခုမှမသိတဲ့ဟီရိုရှိကတော့ပြန်ပြောစရာအချက်အလက်မရှိတဲ့အပြင်ကျေးဇူးတွေကိုတော့ဗလိန်နေပါသေးတယ်။အဲဒါကြောင့်စတင်တိုက်ခိုက်ကြတဲ့အခါပွဲမဆက်ရသေးခင်မှာပဲဟီရိုရှိကဗလာကြီးရဲ့ညာဘက်ရှင်အုံနဲ့ကြီးစံထည့်ပေးလိုက်ပါရင်အဲနောက်သူ့ရဲ့တနတ်နဲ့ဗလာကြီးရဲ့နေထင်ကိုချိန်ထားကဖာဗလက်ကိုင်းတဲ့တနတ်ကဒီလိုမျိုးလားဆိုပြီးမေးလိုက်ပါရင် ဒီလိုမျိုးဒဇာကန်ဖန်ထားတဲ့အခြေအနေတွေမှာဆိုရင်ကျေးစာကကိုလူကိုမှုမှန်နေပဲအနောက်ကရန်သူကိုပြစ်တတ်တဲ့ဆိုတာဟီရိုရှိကသိပါရင်ဒါပေမဲ့အခုကျေးစာကင်ထားတဲ့ 22PPK ကန်ကဗလာကြီးရဲ့ခန္ဓာကိုယ်ကိုမဖောက်နိုင်တာကြောင့်အနောက်ကဟီရိုရှိကိုပြစ်ဖို့အခက်နေပါရင် ခြေကောင်းကိုထိထားတဲ့ဗလာဂျီကတော့မောနီကေဗီဖြစ်ပြီးဂျေတာကဟီရိုရှိခြေတောက်ကိုလမ်းပစ်ပေမဲ့အလုံးမဖြစ်ခဲ့ပဲဟီရိုရှိပြန်ပေးလိုက်တဲ့ဂျီတန်ကိုရှောင်လိုက်ရပါတယ်။တခြားပြစ်ပြီးသွားတာကြောင့်ဂျီမထုတ်ရသေးခင်ဂျေတာဘက်ကနေအမြန်ပြစ်ဖို့လုပ်ပေမဲ့တပတ်အယိုက်ခံလိုက်ရပါတယ်။ဟီရိုရှိရဲ့တနက်ကဖာဗလဲလို့မဟုတ်ပဲအော်တိုပြစ်လို့ရနေပြီးဂျေတာလည်းဂျီတွေထိသွားခဲ့ပါတယ်။ဟီရိုရှိကမသေးသေးရဲ့ဂျေတာကိုအဆုံးသတ်ပေးလိုက်ပြီးနောက်မှာတော့နေရာမှာပြန်ထိုင်လိုက်ပြီး CCTV ကိုဖျော်ရည်ခွင့်မြှောက်ပြလိုက်ပါတယ်။ တဖက်မှာတော့ဟင်နာကိုကကိုဘာသာခြေတော့ပြန်လဲထူထောင်ရေးလုံးနေရပြီးလဲကျသွားချိန်မှာတော့အနားမှာဖာဗလယ်ရှိနေပါနီဖာဗလယ်ကကိုဘာသာအလုတ်ကိုတန်းတန်းမတ်မတ်မသွားပဲဟင်နာကိုကိုစောင်းကြည့်နေပြီးလဲကျင်းနာပြတ်သွားမှာဆိုလို့ကုလည်းမပေးပါဘူးကြည်ရတဲ့လို့ဆိုရင်ဒီအတိုင်းလဲကျင်းပြီးအချိန်ယူသွားရင်လမ်းမြန်ရှောင်းနိုင်လိမ့်မယ်လို့ဖာဗလယ်ကပြောပါတယ်အဲနောက်တော့နောက်တစ်ခါလို့လဲလာကြည့်ပေးမယ်လို့ပြောပြီးအလုတ်စီထွက်သွားခဲ့ပါတယ်ဟီရိုရှိနဲ့ဂျေသားတို့ရဲ့တပ်ပွဲကိုဆူနာကာဝါက CCTV မှတ်တမ်းတွေကနေကြည့်လိုက်ရပါတယ် နဂိုကရေကဆူနာဂါဝါကသူ့ရဲ့နောက်ပြက်မက်ကိုတိနေတဲ့လူတွေကိုရှင်းထုတ်ချင်နေတာဖြစ်ပြီးအခုတော့ကျေးစားလို့တည်သွားပြီးမှချင်းနေနေပါလိမ့်။အလောင်းတွေဖြောက်ပြရတဲ့သူကတော့ထုံးသက်အတိုင်းမှောက်ခုသမားပဲဖြစ်ပြီး CCTV မှတ်တမ်းတွေကိုဖြတ်ပေးဖို့ဟီရိုရှိကိုကတိပေးထားရပါလိမ့်။သူတို့တွေအကုန်လုံးဖာဗလက်အကြောင်းမြေလန်ရှာခဲ့ကြပေမဲ့အချက်လက်တစ်ခုတော့မရရှိခဲ့ကြပါဘူး။ အဲဒါကြောင့်ဇူနာကာဝါရဲ့အစီအစဉ်ပြောင်းလဲသွားခဲ့ပြီးအင်အားကြီးတဲ့ဖာဗလဲနဲ့ရန်သူဖြစ်ဖို့အတွက်မိတ်ဆွေဖြစ်ဖို့စီစဉ်တော့မှာဖြစ်ပါသည်။သူသားမာဂူရိုကိုင်းရဲ့ခေါင်းဆောင်ဖြစ်ရင်ဖာဗလဲလာတွေ့လိမ့်မယ်ဆိုတဲ့မောင်ခုသမားရဲ့စကားကိုဇူနာကာဝါကယုံကြည်ထားပါသည်။ဟီရိုရှိကတော့ဖာဗလဲအကြောင်းဂါဂနာနာမသိရသေးတာကြောင့်ဖာဗလဲတရှိနေတယ်ဆိုတာကိုမယုံကြည်ပါဘူး။ဥစုဘိုကတော့လော်လုံးရင်အမားပါတတ်တာကြောင့်မလောဖို့ပြောပြပြီးသူ့မှာလည်းအစီအစဉ်တွေရှိနေပြန်ပါသည်။ဖာဗလဲအလုတ်ပြန်ငန်းကြီးမှာအရင်တစ်ခေါက်တုန်းကသူဆွဲပေးခဲ့တဲ့တရိတ်ဆန်ပုံလေးတွေကိုလူတယောက်ကချီးမွမ်းနေကြောင်းတတိယကပြောပြပါသည်။ အဲ့ဒါကြောင့်ဖာဗလဲလဲမင်းညတော့ကသူညာလုံးပေါက်ဆွဲထားတဲ့ဂျက်ကန်နဲ့အဆူရောဟာမနိုရီယာရှိုသူတို့ရဲ့ပုံတွေကိုထုတ်ပြလိုက်ပါတယ်။သူကတော့အချိန်ပေးပြီးဆွဲထားပေမဲ့ရောက်ရောက်ပုံတွေဖြစ်နေတာကြောင့်တထင်းနဲ့မီဆာဂီတို့ကရမ်းမိနေပါတယ်။7မိနစ်ထဲနဲ့အပြီးဆွဲခဲ့တဲ့ဇပင်အတူနဲ့မီဆာဂီရဲ့ပုံလေးကိုလည်းထုတ်ပြလိုက်ပြီးမီဆာဂီကသဘောကျလို့ယူထားလိုက်ပါတယ်။မီဆာဂီနဲ့ဖာဗလဲတို့အဆင်ပြေနေကြတာကိုမှန်ကြောင်ကတော့မနာလို့ဖြစ်နေရပြီးဖာဗလဲကိုစုပ်ပြတ်တောင်းထိုးကျင်နေပါတယ်။ဟီရိုရှိသတင်းကြီးနေတဲ့အချိန်အခန်းထဲကနေဟီနာကိုထွက်လာတာကြောင့်လက်ချင်ငတ်သွားမလို့ဘူးလားလို့မေးလိုက်ပါတယ်။ ဟီနာကိုကလူထူးဆန်းတစ်ယောက်သူမကိုလာရှုပ်နေလို့အခြားအချိန်မှသွားဖို့စီစဉ်ထားကြောင်းပြောပြလိုက်ပါတယ်။ဟီရိုရှိကသူ့ရဲ့တာဝန်ထဲမှာဟီနာကိုကိုဆောင်းရှောက်ဖို့လဲပါတာကြောင့်ဘလို့ကောင်မျိုးလဲဆိုပြီးမေးလိုက်ပါတယ်။အဲ့လိုနဲ့ဟီနာကိုကိုဆောင်းနေတဲ့ဖာဗလက်စီထွက်သွားခဲ့ပြီးငါညီမအပေါ်ထူးဆန်းတာတွေမလုံးနဲ့လို့ပြောလိုက်ပါတယ်။ ဖာဗလဲကတော့စူးစမ်းနေတဲ့သူမကိုဒီရတိုင်းအားပေးချင်တာဟာထူးဆန်းသွားလားလို့မေးလိုက်ပါတယ်။ဟီရိုရှိကဖာဗလဲရဲ့မိကွန်းကိုခြေချောင်းနဲ့အဖြေပေးလိုက်ပြီးဟီနာကုကိုအနာမကက်တော့ဖို့မှာသွားခဲ့ပါတယ်။တဖက်မှာတော့အီဇာကီနဲ့အူဆူဘူတို့ကစုံစမ်းစစ်ဆေးရေးတွေအဖြစ်အယောင်ဆောင်ပြီးမီဇာကီစီချီကပ်ပါတယ်။ဒီတိုက်ခန်းတွေမှာလောကကင်မရာတွေအတက်ခံထားရတဲ့သတင်းတွေရရှိထားတာကြောင့်အခမ်းမဲ့စစ်ဆေးပေးပါမယ်ဆိုပြီးပြောလိုက်ပါတယ်။အဲဒါကြောင့်မီဇာကီကလည်းခွင့်ပြုပေးလိုက်ပါတယ်။ ဥစုဘိုတို့ကမှန်ကြောင်းစီမှာမိဇာကိအခန်းရဲ့တော့အဟောင်းရှိမှသိထားတာကြောင့်လိုအပ်ကင်မရာလည်းရှိလောက်မယ်လို့တွက်ဆထားတာဖြစ်ပါရင်မျက်နှာအကန်ခံလိုက်ရတဲ့ဖာဗလဲကဟီနာကိုမှအကိုရှိလာဆိုပြီးရုပ်ကိုစီသွားမင်းနေရပါရင်သူထင်ထားတဲ့အတိုင်းဟီနာကိုရဲ့အကိုမဟုတ်ပဲတခုခုပတ်သက်နေတဲ့သူဆိုတာသိလိုက်ရပါရင် ။ဥစုဘိုလိုကမိသားကြီးလက်ဖက်ရည်ဖြော်နေတဲ့အချိန်ဘလတ်ပေါက်ထက်ကကင်မရာကိုတွေ့သွားကြပြီးမမ်မိုရီကတ်ကိုယူသွားခဲ့ကြပါတယ်။မိသားကြီးကိုတော့ကင်မရာအတက်မခံထားရဘူးလို့ပြောခဲ့ပါတယ်။အဲ့ဒီမမ်မိုရီကတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့မှန်ကြောင်တက်ခဲတဲ့သူ့ရဲ့ကင်မရာမှာသူ့ရုပ်ကြီးထင်းနေအောင်ပေါ်နေပါတယ်။အဲ့ဒီအမားကကျွန်တော်တရက်ခံမှဆိုပြီးကိုယ်တိုင်တက်တည်ပြတာနဲ့တူနေပြီးဥစုဘူလိုကမိသားကြီးအခန်းထဲမှာနောက်ထပ်ကင်မရာတွေတက်ခဲ့ပါတယ်။အဲ့နောက်ဥစုဘူကအနီးနားမှာနှစ်ယောက်ရဲ့အခန်းငါဖို့အင်နာကိုကိုပြောလိုက်ပါတယ်။ လုပ်ငန်းကလည်းလုံအောင်မှဖြစ်လို့လိုအပ်နေတဲ့ဒီဇိုင်းကိုသူတို့အနီးအနားမှာရှိတဲ့ပုံနှိပ်လုပ်ငန်း Auto Bus မှာပဲအပ်ဖို့စီစဉ်ထားပါရင်အော်တိုဘတ်လုပ်ငန်းက Favale လို့လုပ်နေတဲ့အလုပ်ပဲဖြစ်ပါရင်ဥစုဘိုးကလိုအပ်ကင်မရာတွေကနေမီဇာကီကိုစောင့်ကြည့်ထားပါရင်အဲနောက်တော့သူအလုပ်တွေလုပ်နေတဲ့အမျိုးသမီးအသင်းစီသွားဖို့ပြင်ဆင်ပါရင်အဲ့ဒီအမျိုးသမီးအသင်းကကလေးတွေကိုစားရှောက်ပေးလို့ရှိပြီးအခုလက်ကလေးတွေကစားတဲ့ဒန်းတွေအောက်မှာရာဘာပြားတွေထားနေပါသည်အကြောင်းကားတော့ကလေးတွေဒန်းကစားရင်းနဲ့ထိခိုက်မိကြလို့ပဲဖြစ်ပါသည် ဥစုဘူကတော့အခုခေတ်ကလေးတွေဟာအိမ်တွင်အောင်မြင်ဂိမ်းကစားတာများလို့လမ်းမောင်းကြော်တာမရှိတော့ပဲပြောင်းញ៉ាំရတာလို့တွေးထားပါတယ်။တဖက်ကအော်တိုဘတ်လုပ်ငန်းမှာတော့ရောက်လာတော့မဲ့ခရစ်စမတ်အတွက်တတိကဆန္ဒကလောက်ပုံဆွဲပေးဖို့ဖာဗလဲကိုပြောပါတယ်။ဖာဗလဲကတော့ဆန္ဒကလောက်ကိုမမြင်ဘူးသလိုတီလဲမသိပေမဲ့ပုံဆွဲပေးဖို့သဘောတူလိုက်ပါတယ်။အဲဒါကြောင့်တတိကသူ့ကိုနောက်ထပ်ရန်တရလာစာတိုးပေးလိုက်ပါတယ်။ဖာဗလဲနဲ့မီဆာကီတို့ကအဆင်ပြေနေပေမဲ့အဆင်မပြေတာကတော့မှန်ကြောင်ပါ။ မှန်ကန်ကဖာဗလဲရှိနေမိစာကီကိုလလလလက်ဖုံချောင်းလို့မရတာကြောင့်ဖာဗလဲကိုချောင်းရိုက်ဖို့စီစဉ်ထားပါလိမ့်သူကိုယ်သူဖုံးခွဲဖို့အတွက်ဝစ်ဆောင်အပြည့်နဲ့တကွမတ်စပါတက်လာခဲ့ပြီးဖာဗလဲပြန်နေကြလမ်းမှာထိုင်ဆောင်နေပါတယ်။ဒါပေမဲ့ဖာဗလဲကမှန်ကြောင်ဆိုတာသိနေပြီးအိမ်မိထတာလားဆိုပြီးမေးလိုက်တော့မှန်ကြောင်လည်းပြန်ပြေးသွားခဲ့ရပါတယ်။ဖာဗလဲအိမ်မရောက်တဲ့အခါဒရဲဆိုတဲ့လက်ကိုစီးနေတဲ့စန္ဒကလောက်ပုံဆွဲဖို့လုပ်ပေမဲ့အနှမ်းငယ်ခက်ခဲနေပါတယ်။သူ့ရဲ့တထေးကတော့သွားတောင်းနေကြဆိုင်မှာရှိတဲ့အဖွားကြီးကိုဖာဗလဲအကြောင်းပြောပြနေပါတယ်။ ဖာဗလက်ဆိုတဲ့ပုံတွေကမလှပေမဲ့အသက်ပါနေပြီးနေထိုးတဲ့ခံစားချက်ရကြောင်ပြောပြကဖာဗလက်ဆွဲထားတဲ့အဆိုတော်ဟာမနူရရွှေသူပုံကိုပြလိုက်ပါတယ်ဒီပုံကိုညာလုံးပေါက်ဆွဲထားတာဖြစ်ကြောင်ပြောပြလိုက်တော့အဖွားကြီးကလည်းအနှဲငယ်ချင်မိလိုက်ပါတယ် ဖာဗလေကဟာမနိုယာရဲ့ပုံကိုအပြုံးလေးနဲ့ဆွဲထားပေမဲ့တကယ်အေဗန်ထဲမှာတော့ဟာမနိုယာဟာတခါမှမပြုံးဘူးကြောင်းအဖွားကြီးကပြောပြခဲ့ပါတယ်။ဖာဗလေကတော့ဆန္ဒကလောက်ပုံဆွဲတာအိုင်ဒီယာမထွက်လို့အရက်တောင်းနေတဲ့ရုပ်ခုစီသွားကဆန္ဒကလောက်ကိုမြင်ဘူးလားသွားမိပါတယ်။မူးနေတဲ့ရုပ်ခုကတော့သူမကလေးဘဝကလေးကဆန္ဒကလောက်ဟာသူမအိမ်ကိုနှစ်တိုင်းလာပြီးလက်ဆောင်တွေထားပေးခဲ့ကြောင်းပြောပြပါတယ်။တိတဆာအရွယ်မှာဆန္ဒကလောက်ဆိုတာအစင်မဟုတ်ပဲလက်ဆောင်တွေထားထားပေးတာကလည်းသူမိဘတွေဆိုတာသိခဲ့ပါတယ်။ ဒါပေမဲ့လက်ရှိအတိုင်းလေးပဲပြောစရာကောင်းတာကြောင့်မတိဟန်ဆောင်ခဲ့ပါရင်သူမရဲ့မိဘတွေနဲ့ဖြတ်တန်းခဲ့ရတဲ့နောက်ဆုံးခရစ်စမတ်မှာတော့ဝုန်းဝုန်းရုပ်လေးလက်ဆောင်ရခဲ့ပါရင်ဒါပေမဲ့လည်းအိမ်မီလောင်နေတဲ့အချိန်အဲ့ဒီဝုန်းဝုန်းရုပ်လေးလည်းပါသွားခဲ့ပြီးမိဘတွေနဲ့ဝေးကွာခဲ့ရပါရင်ဖာဗလဲရဲ့ဆန္ဒကလောက်အကြောင်းမေးမြန်းမှုကြောင့်အရက်တောက်ပြီးချိနေခဲ့တဲ့ရုပ်ခုကတော့မိဘတွေကိုလွမ်းနေရပြီဖြစ်ပါရင်ဖာဗလဲကတော့သူ့ရဲ့မိဘတွေကိုမြင်အောင်မမြင်ဘူးပဲတိတဆအရွယ်မှာသူ့ဘောရဲ့ပြိုးထောင်ပေးခြင်းကိုခံနေရပါပြီဆန္ဒကလောက်အကြောင်းကိုလည်းအသက်နည်းနည်းကြီးမှသိခဲ့ရတာပါ ။ဖာဗလေကခရစ်စမတ်တွေကျရင်ကိုအိယက်ဘေးမှာလက်ဆောင်ကိုတွေ့ရတာပျော်ဖို့ကောင်းလားလို့မေးပါလိ။ယောဂုအတွက်တော့လက်ဆောင်တွေထားပေးခဲ့တာသူ့ရဲ့မိဘတွေဆိုတာသိနေရင်တော့ပျော်ဖို့ကောင်းခဲ့ပါလိ။ခရစ်စမတ်မှာဆိုရင်မိဘတွေကလည်းဆန္ဒကလောက်အဖြစ်နဲ့သူတို့သားသမီးတွေရဲ့လုံရင်ဆန္ဒတွေကိုဖြည့်ဆည်းပေးကြပါရင်အဲနောက်တော့ယောဂုကဖာဗလဲရဲ့မိဂုံတွေကိုဖြည့်နေရင်မိဘတွေကိုတရိယာလို့မျက်ရည်တွေကျလာခဲ့ပါရင် နောက်တစ်ရက်မှာတော့ Favela ကသူဆွဲထားတဲ့ဆန္ဒကလောက်ရဲ့ပုံနံပုံကိုတရေစီပြလိုက်ပါတယ်။ပုံနံပုံကကွာခြားချက်မရှိသလောက်ဖြစ်နေပြီး Favela ကတစက်မှမအိပ်ပဲဆွဲထားကြောင်းပြောလိုက်ချိန်မှာတော့တရေနဲ့မိစာကီလည်းရမ်းမိသွားပါတယ်။တရေကတော့ပျော်ရွှင်စေတဲ့ခံစားချက်လေးထည့်ဆွဲပေးဖို့ပြောပါတယ်။ အဲ့တော့ Favler က delivery သွားဖို့ပေးရပြီးသူသွားဖို့ပေးရတဲ့နေရာကတော့ Usubro ရဲ့တာဟိုင်း agency ပဲဖြစ်ပါတယ်။ Favler က Usubro အပ်ထားတဲ့လိမ့်စကတ်တွေပေးနေတဲ့အချိန်မှာ Hina ကိုကိုတွေ့လိုက်ရပါတယ်။ဒါကိုသတိထားမိသွားတဲ့ Usubro က Hina ကိုနဲ့ Favler တို့ကိုအတိတ်တွေထင်ပြီးလက်ဖက်ရည်နဲ့အခန့်ပေးပါတယ်။နောက်တော့မှ Favler ကို Hiroshi ကကန်သွားခဲ့ကြအောင် Usubro လည်းတည်သွားခဲ့ပါတယ်။ ။ဥဇိုဘိုကဟီနာကိုရဲ့ခြေထောက်ကိုဘာလို့ကူညီပေးဖို့လုပ်ခဲ့တာလဲဆိုပြီးဖာဗလဲကိုမေးပါရင်ဖာဗလဲကတော့အနေရမြမြနဲ့ကြိုးစားနေတဲ့ဟီနာကိုကိုမြင်တော့အနာကမိသွားတာဖြစ်ကြောင်းပြောပြပါလိမ့်။ဟီနာကိုကဖာဗလဲကိုနာဘူးလို့ထင်နေတာကြောင့်ဒိုင်ယာရကနေလူတယောက်ကိုလက်ခံပေးမိတာနာဘူးလားဆိုပြီးဖာဗလဲကမေးလိုက်ပါရင်သူတို့နှစ်ယောက်ရဲ့နားလည်မှုလွဲနေတဲ့အခြေအနေကိုဥစုဘိုကနားလည်ပေးပြီးအခုခေတ်မှာရည်ရွယ်ချက်ကောင်းတဲ့လူကိုတော့ပတ်ဝန်းကျင်ကအပြည့်အမြင်ကြောင့်ပြောပြပါရင် ဘာမှမလုံနိုင်တဲ့အဖြစ်မရှိတဲ့ကောင်တွေကတခုခုလုံနိုင်တဲ့လူတွေကိုလောင်ရကြပါရင်အထူးသဖြင့်အင်တာနက်ဆိုတာကြီးကိုလက်ညှိုးထိုးပြရပါလိမ့်မယ်။ဥစုဘိုကအဲ့ဒီလို့ဆိုရင်တော့လုံနိုင်တဲ့သူကဘယ်သူစီကနေဘာပဲအပြောခံရပါစေလုံပြတတ်တဲ့ဆိုပြီးအပြုံကြီးပြုံးပြီးပြောပြလာပါရင်ဖာဗလဲပြန်သွားတဲ့အခါဥစုဘိုကဖာဗလဲရဲ့ခတုံနှုံးပုံစံနဲ့စကားပြပုံကြောင့်လူကောင်းလို့ထင်နေပါရင်ဖာဗလဲအိမ်မရောက်တဲ့အခါလုံခဲ့တဲ့၄နှစ်တုန်းကဖြစ်ခဲ့တဲ့ဆာဗာဟီနာကိုအမှုမှပြင်းမဲ့၃ရောက်ရှိခဲ့ကြောင်းပြောပြပါရင် အဲထက်ကတယောက်ကလွံ့မြောက်သွားခဲ့ပြီးသူကတော့ဥစုဘူပဲဖြစ်ပါရင်လွံ့မြောက်သွားတဲ့ပြမတ်ဥစုဘူမတော်တဆဒဏ်ရာရခဲ့တဲ့ဟီနာကိုဖာဗလဲကိုလူမိုက်ဆန်ဆန်ကန်သွားခဲ့တဲ့ဟီရိုရှိသူတို့တောင်းရောက်ရဲ့တွေးဆမှုကထူးဆန်းနေကြောင်းဖာဗလဲကပြောပြပါရင်ယောကောကတော့သူတို့ရဲ့ဘော့စမှားထားတဲ့စကားအတိုင်းဘယ်အရာကိုမှဝင်မပါဘူးပြောပါရင်ဟီရိုရှိကလည်းဖာဗလန်နဲ့သူတို့ရဲ့သားကောင်မှန်ကြောင်တို့အလုပ်တူကြတာကိုသိသွားပါရင်ဥဆူဘိုကဒီလိုတိုက်ဆိုင်ပြီးအဆင်ပြေတယ်ဟာကောင်းမွန်တယ်လို့ပြောပါရင် ဒါပေမဲ့ဒီလိုမျိုးတိုက်ဆိုင်ဆိုင်အစဉ်ပြေနေရင်ကောင်းတာရောမကောင်းတာရောဖြစ်တယ်လို့သတိထားရမယ်လို့လည်းပြောပြန်ပါတယ်ပြီးတော့သူတို့အတွက်ကြောက်ရတဲ့ favlet အကြောင်းကိုလည်းစုံစမ်းနေတော့မှဖြစ်ပါတယ်ဟီရိုရှိက favlet စီကနေပြင်မဲ့ထားခံရရင်တေချာပေါက်သူတို့ခံရမှာဖြစ်ကြောင်းပြောပါတယ်ဥစုဘိုကအမြဲတမ်းခံရမှာတော့မဟုတ်ပဲသူဆိုရင် favlet စီကနေလုံမြောက်ခဲ့ကြောင်းပြောပြလာခဲ့ပါတယ်လုံခဲ့တဲ့၄နှစ်တုန်းကဥစုဘူတရအတမ်းမဖြစ်သေးတဲ့မင်းကလေးတွေနဲ့အိမ်ပြင်မင်းကလေးတွေကိုစုစည်းပြီးပြည်ထောင်စာကိုင်းထောင်ခဲ့ပါရင်လိုအပ်ရင်သူမျက်စိကြားတဲ့မင်းကလေးတွေကိုပါပြန်ပေးဆိုတဲ့ပါရင် ဟောဟောဒီဒီရန်ရှာမှုတွေရှိခဲ့ပြီးဒီနေ့မှတော့သူတို့ရဲ့ခေါင်းဆောင်တွေကတယောက်အသက်ခံလိုက်ရပါတယ်အဲ့ဒီအသက်ခံလိုက်ရတဲ့လူကတနတ်ထုတ်ထားခဲ့ပေမဲ့ပြည်ချိန်တော့မရလိုက်ပဲလေပြင်းအဖြက်ခံခဲ့ရတာဖြစ်ပါတယ်ဥစုပူကတော့တေသွသူရဲ့တနတ်ကိုယူပြီးထွက်ပြေးသွားခဲ့ရပါတယ်။အဲနောက်မှာနောက်ထပ်ခေါင်းဆောင်တယောက်ကာပါကင်မှာအသက်ခံခဲ့ရပြီးအဲအချိန်အဲနေရာမှာဟီနာကိုလည်းရှိခဲ့ပါတယ်။အဲ့ဒီသုံးနတ်ကာပါကင်ကနေပြုတ်ကြတဲ့မတော်တဆအမှုကြောင့်ဟီနာကိုတန်ရာရခဲ့တာဖြစ်ပါတယ်။ မတော်တဆမှုဖြစ်ပြီးတနေ့အကြာမှာဥစုဘိုကဆောင်းလောင်းအဖြစ်ဟန်ဆောင်ပြီးဟီနာကိုစီချိကပ်ခဲ့ပါရင်တရက်ခန့်ကြေးစားအကြောင်းမေးကြည့်ခဲ့ပေမဲ့ဟီနာကိုကတော့မသိဘူးလို့ပြောခဲ့ပါရင်ရှော့ရပြီးဘာမှမမှန်မိတော့တာမဟုတ်ပဲချင်းရောက်ခံရလို့ကြောက်ပြီးတော့အမှန်အတိုင်းမပြောခဲ့တာဖြစ်ပါရင်အကြောင်းကတော့သူမရဲ့မိဘတွေအသက်ခံလိုက်ရတာဖြစ်ပြီးဟီနာကိုကဖာဗလက်တက်လိုက်တာလို့ထင်နေတာပါတကယ်တော့ဥစုဘိုကပဲဟီနာကိုရဲ့မိဘတွေကိုတက်ခဲ့တာဖြစ်ပြီးဖာဗလက်တက်လိုက်တာလို့ထင်အောင်တိုင်မင်ဇလန်းဆင်ခဲ့တာပါဥစုဘိုကဒီအကြောင်းတွေကိုဟီရိုရှိကိုပြောပြခဲ့ပြီးထွက်သွားခဲ့ပါရင် အဲနောက်တော့ဥစုဘုကပဲသူတို့ကဒါဟိုင်းဆောင်တော်အေဂျင်စီကဖြစ်ကြောင်းမှန်ကြောင်းရဲ့အမေစီဆက်သွယ်ခဲ့ပါရင်မှန်ကြောင်းရဲ့စိုးရင်ရတဲ့အခြေအနေကြောင်းလူချင်းတွေ့ပြီးစွန်းနှမရမယ်လို့ကွင်းဖန်ပြီးပြောလိုက်ပါရင်ဒီလိုနဲ့အမေဖြစ်သူကလည်းသူသားမှန်ကြောင်းကိုခေါ်ပြီးဥစုဘုတို့အေဂျင်စီစီထွက်လာခဲ့ပါရင်မှန်ကြောင်းကလည်းမယုံပေမဲ့သူ့အမေစီကလည်းမမိုးတောင်းရင်လိုက်လာခဲ့ပြီးအမေဖြစ်သူကလည်းသူသားလေးကိုလူကောင်းလို့ထင်နေပြန်ပါရင် အလောက်ကနေပြန်လာတဲ့ဖာဗလေကတော့ထုံးသံအတိုင်းလေ့ကျင့်နေတဲ့ဟီနာကိုဆောင်ကြည့်ပါရင်မှန်ချောင်တို့သားအမိဥစုဘိုရိုစီရောက်တဲ့အခါဥစုဘိုက အတန်သွင်းရင်းမဲခွန်းတွေစမိပါရင်မှန်ချောင်မှာရည်သားရှိလာတယောက်ထဲနေတာလားဆိုပြီးမေးပြီးနောက်မှာတော့မီဇာကီကိုတီးလာဆိုပြီးမေးလိုက်ပါရင်ဒီနေရာမှာတပိုင်းပြီးသွားခဲ့ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းတီတောင်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်ဗျအားလုံးပဲဘိုင်းဘိုင်း